မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းတော်မှာတော့ကျွန်တော်မန်နျူဝက်ချက်ကိုအသုံးပြုပြီးပေါ့အပ်မန်နျူဘယ်လိုတိစောက်သွားမလဲဆိုတာကျွန်တော်ဆွေးနွေးတော်မှာပဲဖြစ်ပါပထမဦးဆုံးအနေနဲ့ပေါ့အပ်မန်နျူဆိုတာပါလဲဆိုရင်ကျွန်တော်ဥပမာတော့ right click ထောက်လိုက်တယ် right click ထောက်တဲ့နေရာမှာနောက်ထပ်တော့မန်နျူပါလေလို့မျိုးကျွန်တော်တို့ပေါက်လေးပေါ်နေရမှာပဲဖြစ်ပါဥပမာကျွန်တော် cycle နှိပ်လိုက် cycle ဆွဲမယ်လို့ထောက်လိုက်တဲ့နေရာမှာ rectangle နဲ့ rectangle ဆွဲမယ်နောက်ထပ်ဘာရှိသေးလဲဆို color ကိုကျွန်တော် wrap ပေးလိုက်မယ် နောက်ခါဆက်ကြဲဆက်လိုက်ရင်အနည်းရောဖြစ်သွားမယ်ဒီလိုမျိုးကျွန်တော် right in night light လို့ပေါ်လာတဲ့ဒီဘောင်းလေးနေကျွန်တော် pop up menu လို့ခေါ်ပါတယ်နော်ဟုတ်ပြီနော်ဒီတင်ကမ်းလာမှာတော့ pop up menu တခုလို့တိဆောက်သွားမလဲဆိုတာကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်ပထမဦးဆုံးကျွန်တော်ပုံမှန်တိုင်းမှာကျွန်တော် window တခုတိဆောက်တယ်အဲ့ window တခုပေါ်မှာနော် geometry shape တွေရေးဆွဲခြင်းနဲ့အတွက်ကမ်းပါတခုနော်တိဆောက်ထားတယ်ဟုတ်ပြီ နော် program လေးကိုနော် run ပြည်လိုက် exam 28ပြည့်ဖြစ်တဲ့အတွက်ကျွန်တော် exam 28ကိုနော် run လိုက်ဒီမှာဆိုရင်နော် right လေးထောက်လိုက်တယ်နော်မပေါ်သေးပါဟုတ်ပြီပထမဦးဆုံးတစ်ချက်နော်မလုပ်ချင်တာလဲဆိုရင်ဒီ right လေးထောက်လိုက်တာနဲ့နော် menu တွေပေါ်ချင်တယ်အဲ့ဒီတော့ကျွန်တော်ဘိုင်းမတက်နဲ့၃မှာရမှာဘိုင်းမတက် right click နှိပ်လိုက်တာနဲ့ကျွန်တော်ပေါ်တင်တဲ့ menu လေးကိုပေါ်ဖို့အတွက်ဘိုင်းမတက်တော့အောင်မလို့တဲ့ကျွန်တော်ဒီ menu တစ်ခုတော့တိချောက်လိုက်။တော့ဘယ်လိုရေးလိုက်မလဲဆိုရင် menu ဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့ရင်ကျွန်တော် tkfoods.menu menu ဆိုပြီးတော့ရေးလိုက်အဲ့ menu ကိုတော့ဘယ်မှာထားမှာလဲ window ပေါ်မှာထားမယ် t e a r t r o s o ကိုကျွန်တော်ဗာပေးလိုက်မယ်ဆိုရင်ရေးရုပ်ပေးလိုက်မယ်တော့တက်တက် window တစ်ခုမခွဲတင်လို့ဖြစ်ပါဟုတ်ဒီ menu ပေါ်မှာကျွန်တော် cycle တို့ rectangle တို့ square တို့ထည့်ခြင်းတဲ့အတွက်ဘာမှတ်တက်ကိုသုံးရမှာလဲဆိုရင် f comma မှတ်တက်ကိုကျွန်တော်သုံးရမယ် အဲ့ဒီဒီလေဗယ်ကိုအဲ့ဒီပါပါရေးမလဲဆိုရင်စိုက်တယ်ဆိုပြီးတော့ကျွန်တော် CI ရ CI နဲ့စိုက်တယ်ဆိုပြီးရေးလိုက်မယ်ဟုတ်ပြီနောက်တစ်ခုအတွက်ကျွန်တော်ဘာတွေထပ်ရေးလိုက်မလဲဆိုရင် rectangle နဲ့ square အတွက်ဟောတစ်ခုရေးလိုက်ဟုတ်ပြီရေးပြီးသွားပြီဆိုရင်နောက်ထပ်ကျွန်တော် main ကောင်းလေးကျွန်တော်ချားနေတဲ့အတွက်ဟောဘာရေးမလဲအဲ့ splitter ကိုကျွန်တော်ရေးရမှာ SCPARACO splitter ဆိုပြီးတော့ရေးလိုက်ရင်ဟော ဒီပေါက်တစ်ခုခြားလုံးလို့ဒီမှာကျွန်တော် site မဟုတ်ဘူးဘာရေးမှလဲတော့ SPU AI square ရေးမယ်ဒီမှာဆိုရင်ကျွန်တော်ဘာရေးမလဲဆိုရင် rectangle ရေးလိုက်မှာ triangle ပေါ့ triangle လေး triangle ရေးလိုက်မယ်ဟုတ်ပြီတော့ဒါဆိုရင်ကျွန်တော် menu တိဆောက်သွားပြီတိဆောက်ပြီတော့နှော်တော့ right click နှိပ်မှာပေါ်ချင်တာဖြစ်တဲ့အတွက်အရင်ဆုံးကျွန်တော်နှိပ်လိုက်ပြီးတော့ verification call ဆိုပြီးတော့ကျွန်တော် လုပ်ဖို့အတွက်ကျွန်တော် function တစ်ခုတည်ဆောင်မယ် DES ဆိုပြီးပြီးမယ်ပြီးတော့ my pop ဆိုပြီးတော့နော်ရေးလာမယ် pop pdf pop ဆိုပြီးတော့နော်ရေးလာဘိုင်းမှာတက်တဲ့တုံးမှာဆိုတဲ့အတွက်ကျွန်တော် parameter လဲမှာကျွန်တော် event event တော့ထည့်ဖို့ထည့်အောင်ထည့်ပြီးသွားပြီဆိုရင်အဲ့ event မှာဘာရှိလဲဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ထောက်လိုက်တဲ့နေရာပေါ့အဲ့နေရာမှာကျွန်တော်တို့ကဒီနေရာမှာဆိုရင်စက်ခွင်ရဲ့ဒီနေရာကိုကျွန်တော်တို့ရေးရအောင် က်ဆွန်ရဲ့တည်နေရာကိုကျွန်တော်တို့ကဘယ်လိုပရင်ထုတ်နိုင်လဲဆိုရင် CRN နေပရင် CEAN နေ even full stop အဲ့ဆိုရင်ဒါကကျွန်တော်တို့ကမ်ဖတ်ရဲ့တည်နေရာကိုပို့တကယ်တမ်းမန်ယူကကြာအလုပ်လုပ်တာကကြာကမ်ဖတ်ရဲ့တည်နေရာမဟုတ်ကျွန်တော်တို့ main screen ရဲ့တည်နေရာဖြစ်တဲ့အတွက် main screen ရဲ့တည်နေရာကိုဘယ်လိုရယူရမလဲဆိုရင်အဲ့လိုပြင်ရေးလို့မရအောင်တော့ underscore audio ဆိုပြီးတော့ရေးမယ်ဒီမှာဆိုလဲ even full stop y ဒီကောင် ROO တူဆိုပြီးရေးတာဒီနေရာမှာကျွန်တော်ကဘာပေါ်ကျင်တာလဲဆိုရင်ကျွန်တော်မန်ယူကိုပေါ်ကျင်တာအဲ့လိုပေါ်ဖို့အတွက်ပို့ဘာမှတ်သက်တောင်းရမလဲဆိုပို့ဆိုတဲ့မှတ်သက်ဘာလို့ပေါ်ကျင်တော့မန်ယူဆိုတဲ့ WhatsApp ကို POSD ပို့ဆိုပြီးတော့ကျွန်တော်ရေးရရေးပြီးတော့ဘယ်နေရာမှာပေါ်မှာလဲကျွန်တော်ခုနကပြောလို့ EVEND EVEND EVEN FOOD.8 ဘုမှာပေါ်မယ်ပြီးတော့ EVEND EVEN FOOD.8 while root မှာပေါ်မယ်ဆိုပြီးကျွန်တော်တို့ကရေးထားလိုက်။ဟေးပြီးသွားပြီဆိုရင် defense ရုံဘယ်ချိန်မှာခေါ်မှာ။ဟော right click နှိပ်လိုက်တဲ့ချိန်မှာခေါ်မှာဖြစ်တဲ့အတွက်ဘိုင်းမတ်တက်ကိုတောင်းအောင်။အဲ့တော့ဒီအောက်ကနေပြီးတော့ဟောဘယ်မှာပေါ်တဲ့ဘယ်သူဝတ်ချက်နဲ့ဘိုင်းမတ်တက်ချိန်ပြီးတော့ဘယ်ဝတ်ဝတ်ချက်နဲ့ချိန်ဆက်မှာလဲဆိုတော့ကျွန်တော် canvas ဆိုတဲ့စီဝတ်ချက်နဲ့ချိန်ဆက်မယ်။ထိဆက်ပြီးတော့ရင် BIM ဘိုင်းမယ်။ဘိုင်းတဲ့အခါမှာကျွန်တော် right click ဖြစ်တဲ့အတွက် border B U T T O N button 3ဆိုပြီးတော့နော်ရေးလိုက်မယ် button 3ရနော် right click right click နှိပ်ခဲ့လို့ရှင်လို့ပြောဟုတ်ပြီ right click နှိပ်ခဲ့လို့ရှင်ဘယ်ဘက်ရှင်ပေါ်မှာ my pop up ဆိုတဲ့ function ပေါ်မယ်ဆိုပြီးတော့ရိုးရှင်းရှင်းလေးပဲပြောလိုက်မယ်ဟုတ်ပြီနော် program လေးကိုဟောရလိုက်မယ်ပေါ်လာမပေါ်လာနော် right click နှိပ်လိုက်ပြီးတော့ပေါ်လာ cycle ဆိုတော့ add command ကြောင့်ဖြစ်ပါတယ် add separator ကြောင့်မလို့ကျွန်တော်ဒီမှာငင်းဆောင်လေးတော့ဖြစ်လာတော့ဒီမှာတစ်ချက်ကြည့်လို့ရပါဘူး 938 928ဆိုတာတကယ်တမ်းဒီတင်နေရဘူးရဲ့တင်နေရလဲဆိုရင်ကျွန်တော် main ဆက်ခွင့်ကြီးရဲ့တင်နေရပါ main ဆက်ခွင့်ကြီးရဲ့တင်နေရပုံမှန်မူတည်ပြီးတော့သူကအလုပ်လုပ်တာမဟုတ်ဘူးဘုပ္ပနော့ site နဲ့လိုက်စာကဲပုံလေးတော့ပေါ်ပါမယ်အဲ့ဒီတော့ကျွန်တော်ကဘာထပ်လုပ်ပေးရမလဲဆိုရင် function နဲ့ကျွန်တော်ချိတ်ချပေးရမှာ function နဲ့ချိတ်ချပေးဖို့တော့စဝိုင်းဆွဲမယ်ဆိုရင်တော့ဘယ် canvas ပုံမှန်စဝိုင်းဆွဲခြင်းတော့ဘယ်လိုဆွဲရမလဲဆိုရင် ကျွန်တော် function လေးတစ်ခုပြဆောင်မယ် dh ds ဆိုပြီးရေးလိုက်မယ် cir cne site site ကိုကျွန်တော်ကမ်းပတ်မှာဆွဲခြင်းဘယ်ကမ်းကမ်းပတ်မှာဆွဲမှာလဲ c ဆိုတဲ့ကမ်းပတ်ပြီးတော့ cir e t create ပုံမှန်တိုင်းမယ် ovan over ဆိုပြီးတော့ရေးဟုတ်ပြီတော့ဒီနေရာမှာဘာထပ်လုပ်ရမလဲဆိုရင်ကမ်းပတ်ပေါ်မှာဆွဲတဲ့အတွက်ကမ်းပတ်ပေါ်မှာဆွဲပြီဆိုရင်ကမ်းပတ် coordinate တည်ရမယ် ီမှာကျွန်တော်ပေါ်လာကြတော့ကမ်းဘက်ကော်ရီနေမဟုတ်ကျွန်တော်စက်ခွင်ရဲ့ကော်ရီနေကမ်းဘက်ကော်ရီနေကိုယူရင်ဘယ်လိုယူရမလဲဆိုရင်ကျွန်တော်အရင်ဆုံးဒီပေါ်အပ်လုပ်တဲ့နားလေးမှာကျွန်တော်ပေါ်ခြင်းနဲ့ကြောဒီမှာ global ဆိုပြီးတော့ global global ဆိုပြီးတော့ရေးလိုက်မယ်ဒီမှာ8ဆိုပြီးတော့ပေးလိုက်မယ်ပြီးတော့ရင်တော့ wine ဆိုပြီးတော့တော့ပေးလိုက်ဒီ8နဲ့ wine ကဘသူရဲ့ coordinate ယူရမလဲဆိုတော့ canvas ရဲ့ coordinate ယူရမယ် canvas ရဲ့ coordinate က ကိုဘယ်လိုယူလို့ရမလဲဆိုရင် 8x2 တူ EVE ရဲ့ E1 full stop 8ဆိုပြီးတော့ငောယူလို့ရတယ် Y ကိုကြတော့ဘယ်လိုယူလို့ရ E1 full stop Y ဆိုပြီးတော့ငောယူလို့ရဘာဖြစ်လို့ဆိုဒီကျွန်တော် right လေးထောက်လိုက်တဲ့နေရာမှာဆွဲမှဖြစ်တဲ့အတွက်ပေါ့အမှငောသွားယူရမှာဖြစ်ဟုတ်ပြီတော့ပုံမှန်တိုင်းငော over ဆွဲမယ်ဆိုရင် global ဖြစ်တာ global ဒီကောင်းတွေက global ဖြစ်တဲ့အတွက်ဒီခိုင်းရှင်မှာလည်းဟိုတုံးလို့ရပါအဲ့တော့ a နဲ့ y နဲ့ဆိုပြီးတော့ ော်ပေးလိုက်မယ်ပြီးတော့အဲ့အပေါင်း30 diameter လေး30နဲ့ဆွဲမှဖြစ်တယ်သူပြီးတော့ရင်ကျွန်တော် color လုပ် color ကြတော့ဘယ် color ပေးရမလဲဆိုရင်တော့ color ကိုပေးရပဲတစ်ခုပေးလိုက်မယ်အဲ့ကြောင့်မဟုတ်တော့ fashion အပြင်ပါမှာပဲတော့ဘာလို့ရေးလိုက်မလဲဆိုရင် color ဆိုပြီးတော့ပေးလိုက်မယ် color ကိုကျွန်တော်လောလောဆယ်ကျွန်တော် PNUE blue ဆိုပြီးတော့ကျွန်တော်ပေးထားလိုက်မယ်ပြီးတော့ရင်တော့ outline ကို OUD out outline line ကို တော့ CEO အန်လို့ကာလာအဆုပ်ပြောတော့ပေးလိုက်ဟုတ်ပြီတော့ function ရေးပြီးသွားပြီဆိုဘယ်လိုလဲချက်ချင်အောင်ပါလဲနော်ဒီမှာ command နဲ့ကျွန်တော်ချက်ချင်အောင်ပါလို့ဆိုပဲ cycle ဆိုပြီးတော့တော့ရေးလိုက်ဟုတ်ပြီတော့ program လေးကို run ကြည့်လိုက်မယ်ဆွဲလားမဆွဲလားကြည့်လိုက်ဟုတ်ပါအောင်ဆွဲရမှာလဲပြအောင်ဆွဲရမှာနော်ဒီမှာဆိုရင်ဆွဲတော့ပါနော်ထောက်လိုက်တဲ့နေရာမှာပဲဆွဲဟုတ်ပြီတခြား function တွေအတွက်じゃတော့ဘယ်လိုရေးမလဲဆိုရင်ကျွန်တော်ပြင်ပြီးတော့ပဲ ကျောင်းငယ်ကတော့အချင်းတော့ဒီမှာတော့ copy ကူးလိုက်မယ်။ဟုတ်ပြီ။ဒီမှာဆိုရင်တော့ square ဆွဲမယ်ဆိုတော့အဲ့နဲ့ one ဒီမှာလည်း၃လည်းပဲကျွန်တော်ပေးထားတယ်။ polygon ကျတော့ကျွန်တော်တို့၃မှတ်ရှိရမှာ။၃မှတ်ဆိုတော့တစ်ခု၂ခု၃ခု။ဟုတ်ပြီ။တော့ဒီ function လေးတွေကို blue နဲ့ချိန်ရမှာ။ square ကိုကျွန်တော် c o m m a n d command s q u a r e square နဲ့ချိန်ရမှာ။ final ကိုကြောက်ဘယ်လိုနဲ့ချိန်ဆက်မလဲဆိုရင်ကျွန်တော် TRI command ဆိုပြီးရေးမယ်ဒီမှာ TRI and final ဆိုတဲ့ဟို function နဲ့ငိုချိန်ဆက်လိုက်ဟုတ်ပြီငိုချိန်ဆက်ပြီးတော့အကုန်လုံးဆွဲလာမဆွဲလာကျွန်တော်ကြည့်လိုက်ဒီမှာဆိုရင် square ဆွဲမယ်ဆွဲပါမယ် final ဆွဲမယ်ဆွဲပါဟုတ်ပြီကျွန်တော်ဒီအားလေးတွေအပြာရောင်လေးဖြစ်လာနောက်ထပ်ကျွန်တော်ဒီမှာဘာထပ်လုပ်ချင်တာလဲဆိုရင်ဟိုအောက်မှာ color ဆိုတဲ့ menu တစ်ခုထပ်ရှိမယ် ကာလာဆိုတဲ့မန်နီမှာဘလူးရက်ဂရင်းဖြစ်တယ်အဲ့ဂရင်းတွေကိုကျွန်တော်ဘာနဲ့ချိတ်ဆက်မလဲဆိုတော့ဒီသုံးခုတွေကတော့တစ်ခုပဲတော့ယူရမှာဖြစ်တဲ့အတွက်တော့ရာဂျီကိုဗီဒီယိုဘော်ဒုံနဲ့ကျွန်တော်ချိတ်ဆက်ဟုတ်ပြီတော့ဘလူးချိတ်ဆက်မလဲတော့တစ်ချက်ကြည့်ပြလာအရင်ကတော့ကျွန်တော်ကာလာဆိုတဲ့ကာလာဆိုတဲ့မန်နီတစ်ခုတော့တိဆောက်ရမှာပဲဖြစ်ပါမန်ယူကိုမန်ယူပေါ်မှာထပ်ဟုတ်ပြီတော့ဒီကာလာဆိုမန်ယူကိုပဲမှာရှိမှာလေဒီမန်ယူဆိုတဲ့မန်ယူပဲမှာတော့ရှိရမှာဖြစ်တဲ့အတွက်ပထမဦးဆုံး ီအနိုယူကလာ MEM menu ဆိုပြီးတိဖောက်လိုက်မယ် TK food.MEM menu သူ့ဘယ်မှာထားမအောင်နော် menu ထဲမှာထားမယ်ဆိုပြီးတော့ပြောလိုက်အဲ့ menu ကဒီကောင်လေးပါနော်ဒီ menu ထဲမှာထားမယ်ဆိုပြီးတော့ပြောလိုက်ဟုတ်ပြီပြောပြီးသွားရင်ဆိုလဲသူ့ကိုခွဲထုတ်လို့မရအောင်ဒီ tier all ကိုဟော zero လို့ပေးလိုက်မယ်ဒီ color menu ထဲမှာတော့ဘာတွေထားမလဲဆိုရင်နော် color menu ဘူးဆိုတော့ကျွန်တော်ကာလာမန်ညိုးမှာကျွန်တော်ရေဒီယိုဘော်တုံလေးထည့်တင်တဲ့အတွက် X R A D I O ရေဒီယို B U T T O M ဘော်တုံဆိုပြီးတော့ရေးလိုက်ရေးပြီးတော့ N E C N label label တို့ကကျွန်တော်အော် B N U E blue ဆိုပြီးတော့ပေးလိုက်မယ်ဟုတ်ပြီနောက်တခြားဘော်တုံတွေအတွက်လည်းကျွန်တော်ဘယ်လိုချိတ်ဆက်လိုက်မလဲဆိုရင်နော် copy ပေးလိုက်မယ်ဒီမှာပေးလိုက်မယ်ဒီကောင်းကိုကျတော့နော် R E D V ဆိုပြီးတော့ရေးမယ်သူ့ကိုကျတော့ G E R E N ကလေးဆိုပဲတော့ရေးလိုက်ဟုတ်ပြီတော့မန်နူးတော့လောက်ပြီးသွားပြီအဲ့မန်နူးနဲ့ကျွန်တော်ဒီကာလာမန်နူးကတော့မန်နူးနဲ့ချိန်ပြီးသွားမန်နူးဆိုတဲ့ဒီဟိုမိန်မန်နူးကြီးကလက်ခံပါတယ်ဆိုပြီးတော့မပြောရတော့အဲ့တော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုရင်ဟိုမန်နူးကလက်ခံကြောင်းအက်ကတ်စကတ်နဲ့ကျွန်တော်ပြောရမှာ C A S C A D E ကတ်စကတ်နဲ့ဟိုရင်တန်ငန်းလာမှလည်းဒီဟာဆွနေပြီးသွားပါပြီ ပြီးတော့သူ့ကိုကြတော့ label ကိုကြတော့ကျွန်တော်ဘာလို့ပေးလိုက်မလဲ color CO and CO and ဟော color ပြီးတော့ရင် menu မှာကျွန်တော်ဘယ်သူ့ကိုနဲ့တွဲမယ်ဆိုတော့ color menu နဲ့ကျွန်တော်တွဲမယ်ဆိုလို့တော့ပြောဟုတ်ပြီအဲ့ဆိုရင်တော့ပြီးပြည့်စုံနဲ့ဟိုအခုဖြစ်သွားပါဟုတ်ပြီတော့ program လေးကို run ကြည့်လိုက်နှိပ်လိုက်မယ် color ဆိုပြီးတော့ဒီမှာပေါ်လာပါတော့ဒီမှာနှိပ်လိုက်ရင်ကျွန်တော်ချက်တွေပါလေကျွန်တော်ဖြစ်သွားရလားဟုတ်ပြီ တရင်ဦးလုံးကျွန်တော်ဒီကောင်ကိုအပြန်လန်အားဖြင့် rug ကိုနှဲ့ရင်လဲ rug ကလင်းနေတာလားကရင်ကလင်းနေလားသိဖို့အတွက်ကျွန်တော် video button ရဲ့ထုံးလံအတိုင်းတော့ variable တစ်ခုနဲ့ကျွန်တော်ချိန်လန်ဟုတ်အဲ့လိုချိန်ဖို့အတွက်တော့မလုပ်မလဲဆိုရင်ဒီ color ရဲ့အောက်မှာကျွန်တော် shap shap shape c o n o color ဆိုပြီးတော့ variable ပေးလိုက်မယ်သူ့ကို tick နေတာ variable ဖြစ်နေတဲ့အတွက် tick full dot เนาะ S T R I N string variable ဆိုပြီးတော့ string variable တခုတုံးလာဟုတ်ပြီဒီ string variable เนาะစလာခဲကကျွန်တော် blue ကိုပေးလိုက်အဲ့တော့ shape color full dot sct set ဆိုတော့မှတ်တမှာကျွန်တော်ဗားရေးမှာ dng blue ဆိုပြီးတော့ကျွန်တော်ဖြည့်ချင်းပေးလိုက်ဟုတ်ပြီဒီ shape color ကိုเนาะအောက်က bottom တုံးခုနဲ့ကျွန်တော်ဖြည့်ချလိုက်အဲ့တော့ကျွန်တော်ဗားရေးရမယ်ဆို c a r i a ဒီရေးပဲဆိုတော့ကျွန်တော်ရေးမယ်ဟုတ်ပြီเนาะသုံးခုလုံးကျွန်တော်ပြန်ရေးခြင်းတယ်သူက V A R I A G N လေး variable ဘယ်လိုနဲ့ချိန်ချက်မှာလဲเนาะ SAP shape color ဆိုတော့ variable နဲ့เนาะချိန်ချက်မှာဟုတ်ပြီသွားပြီအဲ့ဒါဆိုရင်ကျွန်တော်သူ့ရဲ့တန်ဖိုးတွေဘယ်သူကဖွင့်ရင်ဘာနဲ့ညီတယ်ဆိုတော့တန်ဖိုးတွေရဖို့အတွက် V A N U value ကိုကျွန်တော်သူ့ကို V A N U blue နဲ့ညီမယ်သူ့ကိုเนาะဥပမာเนาะ blue ဆိုတော့ radio button ကို click လိုက်ရင်เนาะ shape color blue ဖြစ်သွားမှာဟုတ်ပြီ ဟို run ဆိုတဲ့ radio button ကိုကျွန်တော်တို့ကနှိပ်လိုက်ရင်ဗာတန်မိုးဖြစ်ချင်တယ်ဆိုရင် run ဆိုတဲ့တန်မိုးဖြစ်ချင်တဲ့အတွက် value ကိုကျွန်တော်တို့က run ဆိုပြီးတော့ကျွန်တော်ပြန်มา2ကိုဆိုရင် CRAN green ဆိုပြီးတော့ဟိုပေးလိုက်ဟုတ်ပြီဟိုပေးပြီးသွားပြီဆိုရင်ဒီ button လေးကိုနှိပ်လိုက်တာနဲ့ color change နေတယ်ဟုတ်ပြီ color ကဆက်ထလာခြင်းကျွန်တော်တို့က blue ဖြစ်အဲ့ blue ကို နှိပ်လိုက်ပြီဆိုတော့ね color ဆိုတဲ့ variable ကိုကျွန်တော်ကပြန်ချိန်ရမယ်ဘယ်ချိန်မှာချိန်မှာလဲ radio button နှိပ်လိုက်တဲ့အခါအဲ့တော့ကျွန်တော်တို့ကအောက်မှာ function လေးရေးလိုက်မယ် df my change ဆိုပြီးတော့เนาะရေးလိုက်မယ် change color ပေါ့ရေးလိုက်ရေးပြီးသွားပြီဆိုရင် color ကကျွန်တော်ပြင်ပတ်မှာရှိရ function အပြင်ဘက်မှာရှိတဲ့ variable ကို function ထဲမှာ change နေကျွန်တော်တို့ global ရေးမှာရမှာအဲ့တော့ global CON တော့က color ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ပေးပြီးတော့ရင် CON တော့က color ကိုတံမိုးဘသူထားမလဲဆိုရင်ကျွန်တော် clip ပေးလိုက်တာနဲ့ကျွန်တော် radio button နှိပ်လိုက်တာနဲ့ဘသူကပြောင်းသွားမှာ shape color ပြောင်းသွားမှာအဲ့ shape color ရဲ့တံမိုးကိုကျွန်တော်ကပြန်ယူခြင်းနဲ့ဆိုရင် G D G ပြီးတော့ကျွန်တော်တို့ပေးလို့ရပါတယ်ဟုတ်ပြီတော့ဒီ color change color လေးကိုဘယ်လိုလဲ join ရမလဲဆိုတော့အောက်ကဟို ဘော်ဒုံနေနဲ့ join ရမှာဖြစ်တယ်ရေဒီယိုဘော်ဒုံမှာ no functional check in com yan deployment ဆိုတာရှိတယ် my change color ဆိုပြီးတော့ no ပြရဟုတ်ပြီဒါကတော့ကျွန်တော်ပြီးပြည့်စုံတဲ့ code တစ်ခုဖြစ်သွားပါပြီဟုတ်ဒီမှာဆိုရင်ငောပါရှိလဲဆိုရင်တို့ beginner import ပေးမယ် beginner import ပေးမယ်ပြီးတော့ pop up ကကြာတော့ငောနှိပ်လိုက်တာနဲ့ pop up ပုံစံလေးပေါ်ခြင်းနဲ့အတွက်ငောရေးတယ်ဒီမှာ pop ဆိုတဲ့ method ကိုတော့ငဲ့ ဒီ cycle square rectangle ကတော့ကျွန်တော်တို့ drawing နေပုံစံနဲ့ canvas ပေါ်မှာဆွဲတင်တဲ့အတွက်ဟို function နဲ့ချိတ်ဆက်ထားတာပဲဖြစ်တယ်။ဒီကတော့ကျွန်တော်တို့ video button နဲ့ချိတ်ဆက်တဲ့ function video button ရွေးတဲ့ပုံမှာမူတည်ပြီးတော့ color လည်းပြောင်းအောင်မှာဖြစ်တဲ့အတွက်ဒီ function နဲ့ node ချိတ်ဆက်ပြီးတော့ရေးသားထားတာပဲဖြစ်တယ်။ဒါကတော့ကျွန်တော်တို့အောက်ကနေပြီးတော့ main UI တိထောက်တာပဲဖြစ်တယ်။ဟုတ်ပြီ။ node program လေးကိုတော့ run ကြည့်လိုက် ဒီမှာဆိုရင်ကျွန်တော်နှိပ်လိုက်မယ်စာကဲထွက်လာပြီးဆက်လာခြင်းတော့အပြာပဲဟုတ်ပြီကျွန်တော် color ချိန်လိုက်မယ်ကျွန်တော် red ထားလိုက်မယ်စာကဲဆွဲလိုက်တဲ့အချိန်မှာကျွန်တော် red ဖြစ်သွားပွဲရလည်း red ခိုင်းလည်းလည်းကျွန်တော် red ဖြစ်ဖြစ်ဟုတ်ပြီကျွန်တော် color ကို green ထားလိုက်မယ်ခိုင်းလည်းဆွဲလိုက်မယ် square ဆွဲလိုက်မယ်ဟုတ်အယောင်ကြောင်းသွားပါဒါတော့ကျွန်တော်ပို့အမှန်မျိုးကိုတုံးပြီးတော့ကျွန်တော်ကမ်းဘက်ပေါ်မှာ geometry shape တွေ use ရဲ့ တဲ့ဟို application လေးရေးတာပဲဖြစ်ပါကျွန်တော်ဆွေးနွေးကြင်တာကတော့ဒီနေ့ကတော့လောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ